ားလုံးပဲမင်္ဂလာပါ။မြောက်ဝင်းတန်တင်မန်ကနေပြန်လေးကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ရှိကဗီဒီယိုတွေမှာတော့ဂျပန်နဲ့တရုတ်လက်ရှိ ဖြစ်နေတဲ့အကြောင်းတွေဂျပန်ရဲ့အစိမ်းအနှံအကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးတော့ခဲ့ပါပြီ။ဒီတစ်ခါမှာတော့ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းကိုကျွန်တော်တိထားတင်တယ်ထင်ပြီးတော့မှပြပြဆုံဆုံတင်ဆက်ပေးတော့ကြပါရစေ။နေမင်းနိုင်ငံတော်လို့လူသိများတဲ့ဂျပန်ဟာနေပညာမြန်မာတိုတက်မှုခိမိမျိုးပြတွေနဲ့ရင်ကျစ်မှုအစဉ်လာတွေအပြင်ကမ္ဘာအင်ဖွဲ့တွေတည်ရှိနေတဲ့အတွက်ကမ္ဘာကျော်ပါရစေ။ ဒါတွေနဲ့မဲ့ဂျပန်ဟာကမ္ဘာတစ်လောကကမ္ဘာလက်ခရီးသွားပေါင်းများစွာကိုဆွေးဆောင်ထားနိုင်တာဖြစ်ပါတယ်။တစ်နှစ်တစ်နှစ်ကိုဂျပန်ကိုလာရောက်လေပတ်လေးရှိတဲ့ကမ္ဘာလက်ခရီးသွားဥယျာဉ်ကတန်းတန်းရှိကိုရှိပါတယ်။ဒါပေမဲ့ဂျပန်ရဲ့သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင်အခုလိုမျိုးကမ္ဘာလက်ခရီးသွားတွေဂျပန်ထဲမှာလွ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 လှစ်လေတော်လာခွင့်ရနေတာဟာထူးဆန်းကောင်းထူးဆန်းနိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကာလဖြစ်တဲ့19ရာစုကနေ19ရာစုမှာဆိုရင် ဂျပန်ဟာနိုင်ငံခြားသားတွေကိုလုံဝဝယ်ရောက်ခွင့်မပေးခဲ့ပဲတကားပိတ်မူဝါဒသာကျင်းသုံးခဲ့တဲ့နိုင်ငံဖြစ်ခဲ့တာပါအဲ့ဒီကာလကိုတော့ဆာကိုကူကာလလို့ခေါ်ပါတယ်ဂျပန်ရဲ့ရင်ကျင်းမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့လူမှုအသိုက်အမြုံတွေဟာအဲ့ဒီကာလမှာတိုးတက်လာခဲ့တာဖြစ်ပါတယ်ဆာကိုကူကာလမှာထွန်းကားခဲ့တဲ့ဂျပန်ရဲ့ရင်ကျင်းမှုဒလေထုံတန်းနဲ့အစဉ်လာတွေဟာဒီနေ့ဂျပန်ဖြစ်လာစေခဲ့ပါတယ်ဒါပေမဲ့လည်းအရင်တုန်းကကဘာကြီးနဲ့တတိတခြားစီနေထိုင်ခဲ့တဲ့နိုင်ငံတနိုင်ငံဟာဘာကြောင့်များအခုချိန်မှာကဘာပေါ်မှာအတွတ်တဆုံခိအမိဆုံ အင်အားအကြီးမားဆုံးနိုင်ငံတွေတွေကတနိုင်ငံဖြစ်လာခဲ့တယ်လဲဆိုတာကလည်းပိုပြီးတော့မှစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဒီဗီဒီယိုဟာဂျပန်ရဲ့သမိုင်းကြောင်းဖြစ်ပါတယ်ကျွန်းစုနိုင်ငံလေးတနိုင်ငံကိုဒီနေ့ခေတ်ဂျပန်ဖြစ်အောင်အစပြုခဲ့ခြင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၄000ခန့်လောက်ကဖြစ်ပါတယ်အဲ့ဒီအချိန်မှာအာရှကုမာကြီးဘော်ကအရှေ့ရှားနေထိုင်သူတွေဟာဂျပန်ကျွန်းစုတွေကိုပထမဆုံးအကြိမ်လာရောက်အရှေ့ရှားနေထိုင်ခဲ့ကြတာဖြစ်ပါတယ်စိုက်ပျိုးရေးပိုင်းကိုလည်းပိုင်ပိုင်နိုင်နိုင်လုံနိုင်တယ်လို့တက်တူးတွေနဲ့ပတ်သက်လို့လည်းကျွမ်းကျင်တဲ့အတွက်အဲ့ဒီအစောပိုင်းအရှေ့ရှားသူတွေဟာ ဂျပန်ကျွန်းစွေပေါ်မှာပဲအမြဲတမ်းနေထိုင်ဖြစ်တော့ခဲ့ပါတယ်။အဲ့ဒီ300စုလောက်မှာတော့ဂျပန်ရဲ့အစောဆုံး agreement ဆက်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲယာမာတိုဒေသကိုအစီပြုပြီးတော့မှဂျပန်ရဲ့တောင်ပိုင်းတစ်ဆင့်လုံးသစုတစီတွေဖြစ်တော့ခဲ့ပြီးတော့မှ agree အုပ်ချုပ်တဲ့ခေတ္တခေတ် PP ပြင်ပြင်စတင်ခဲ့ပါတယ်။ဂျပန်ရဲ့အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုတွေဟာအာရှကုန်မာကြီးရဲ့အချိန်အဝါတာအောက်မှာပဲရှိနေခဲ့တာပါ။950ခုနှစ်မှာဗုဒ္ဓဘာသာကိုကိုရီးယားကနေယူဆောင်ခဲ့တယ်လို့645ခုနှစ်မှာတော့ ထိုက်ကာရီဖောင်းလို့ခေါ်တဲ့ဆက်ဆက်မပြတ်ပြုပြင်ပြောင်းလဲမှုတွေလည်းပေါ်လာခဲ့ပါတယ်။အဲ့ဒီကာလတဝိုင်းမှာဂျပန်ဟာတရုတ်ရဲ့အုပ်ချုပ်ရေးစနစ်တွေကိုစံနမူနာယူပြီးတော့မှဧကရိကနေအထက်ကအောက်ဆင်းဆင်းအုပ်ချုပ်တဲ့နိုင်ငံရေးအခွင့်အရေးတစ်ခုကိုစတင်တည်ထောင်ခဲ့ပါတယ်။ဧကရိနန်ဒေါ်ကိုတော့အတီတကြားအရှိမချခဲ့ပဲအလျင်းတင်းတယ်လို့နေရာစုံရွှေ့ပြောင်းခဲ့ပါတယ်။ဒါပေမဲ့လည်း994ခုနှစ်ဧကရိကံမူလက်ထက်ကဆလို့မြို့တော်ကိုတနေရာတည်းစတင်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီနေရာကတော့ဒီနေ့ခေတိုကျိုမြို့ပဲဖြစ်ပါတယ်။ ဲ့ဒီကနေစလို့ဟေးရန်ခေတ္တခေအစားပြုခဲ့ပြီးတော့မှနှစ်ပေါင်း400ကျော်အထိကြာမြင့်ခဲ့ပါတယ်။ဟေးရန်ခေတ္တလျှောက်လုံးမှာအီကရေးနန်းတော်ဟာပို့ပြီးတော့မှခံထားလာခဲ့သလိုအတွဲမိုင်းနိုင်ငံရဲ့အတွဲသားအာယုံစိုက်ခဲ့တဲ့အတွက်မြို့တော်ပြင်မကအုပ်ချုပ်ရေးစနစ်တွေကိုလျှည့်လည်ယူရှုထားခဲ့သလိုဖြစ်ခဲ့ပါတယ်။တနည်းအားဖြင့်တိုချိုပြင်မမှာအီကရေးရဲ့ဩဇာအာဏာကျဆင်းခဲ့ပါတယ်။အကျိုးဆက်အနေနဲ့အခြားနေရာဒေသတွေဟာဒေသခံအထက်တန်းလို့မူမဲမျိုးတွေရဲ့အာဏာဇက်ကပြင်းထန်လာခဲ့ပြီးတော့မှ ပထေသရေးစနစ်သေးကိုတဖြည်းဖြည်းနဲ့ကူးပြောင်းတော့ခဲ့ပါရယ်။သဘောအားတော့တိုချိုမျိုးပင်မာကဒေသတွေမှာအီကရီနန်းတော်ရဲ့လွန်မိုမှုကြာဆင်းတော့ခဲ့ပြီးတော့မှထိုင်အီရာနဲ့မီနာမိုတိုတို့လိုစစ်တီတော်မျိုးနွေစုကြီးတွေအင်အားကောင်းလာခဲ့ပါရယ်။နောက်ဆုံးမှာတော့ဟေးရန်ခေအီကရီနန်းတော်ကိုဒီစစ်တီအင်အားစုတွေကစင်ခေါ်နိုင်တဲ့အဆင့်အထိကိုရောက်လာခဲ့ပြီးတော့မှ1168ခုနှစ်မှာတော့ဟေးရန်တော်လှန်ပုန်ကန်မှုကြီးစတင်ခဲ့ပါရယ်။အားရကလည်းအီကရီနန်းတော်ရဲ့အာနာပါဝါကိုဘယ်သူဆက်ဖြတ်မလဲဆိုတာနဲ့ပတ်သက်လို့တိုင်အီရာနဲ့ မီနာမိုတိုတို့စစ်တီမျိုးနွယ်စုနှစ်ခုရှားမှာအရှင်းများပြီးတော့မှဆက်ဆက်ရေးတင်းမာခဲ့ကြတာပါတစ်ဖက်နဲ့တစ်ဖက်တိမခံနိုင်တဲ့အဆုံဖြစ်လာတဲ့အခါမှာတော့1180ခုနှစ်ကနေ1185ခုနှစ်အထိ9နှစ်တာကြာမြင့်တဲ့ဂျင်ပေစစ်ပွဲစတင်ခဲ့ပါတယ်မိုနာမိုတိုစစ်တီမျိုးနွယ်စုကိုစစ်သူကြီးယူရီတိုမိုကဥဆောင်ခဲ့ပြီးတော့မှတိုင်အေရာမျိုးနွယ်စုကိုအနိုင်ယူတိုက်ခိုက်နိုင်ခဲ့ပါတယ်1185ခုနှစ်မှာဂျင်ပေစစ်ပွဲအဆုံးတက်ခဲ့ပြီးနောက်မှာတော့ ယိုရီတိုမိုဟာအီကရီနန်တော်နဲ့တီရှာခွေထွက်တော်တဲ့စစ်အစိုးရတရက်ကိုကာမာကူရာမြို့မှာစတင်တီထောင်ခဲ့ပါတယ်။စင်ပြိုင်အစိုးရပုံစံမျိုးလို့ပြောရမှာပါ။ဒါပေမဲ့လည်းယူရီတိုမိုဟာဒလောင်းနဲ့တည်းမကျင်တတ်သေးပဲအဲ့ဒီအချိန်ကအီကရီဂိုတိုဘာစီကနေစစ်တင်နာပတိရှုပ်ရာထူးကိုတရားဝင်တောက်ခံခဲ့ပါတယ်။၂190နှစ်မှာတော့ဂျပန်ရဲ့အာနာပါဘောဟာအီကရီနန်တော်မှာလုံးဝမရှိတော့ပဲယူရီတိုမိုကသာဂျပန်တိုင်းငင်လုံးကိုစိုးမိုးအုပ်ချုပ်နိုင်သူဖြစ်လာခဲ့ပါတယ်။ ဒါဟာ Sugar Nape စစ်အစိုးရခေအစဖြစ်ပြီးတော့မှအဲ့ဒီခေကနှစ်ပေါင်း900လောက်တက်တန်းရှိခဲ့ပါတယ်စစ်300စုအစပိုင်းကတော့ဂျပန်ဆာမူရိုင်းတွေရဲ့တိုက်ရိုက်ခိုက်ရီကိုစံတမ်းမဲ့ကာလဖြစ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အရှာကအင်အာဂျီအီကရိနိုင်ငံတွေဟာဂျပန်ကိုသိမ့်ပိုက်ဆူမှုဖို့မျက်စိကြားလာခဲ့လို့ပါပဲ1965ခုနှစ်မှာဆိုရင်ကူပလိုင်ခဲအုပ်စိုးနေတဲ့မွန်ဂိုအင်ပါယာဟာဂျပန်ကိုလက်အောက်ခံနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ဖို့ပြောင်းဝင်တောင်းဆိုခဲ့ပါတယ် ဒါပေမဲ့ဂျပန်ဘက်ကဘာတုံးပြန်မှုမှမရခဲ့တဲ့အပေါ်မှာကူပလိုင်ခန့်ဟာကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်။၂၀80ခုနှစ်မှာမွန်ဂိုလီဟာဆိုရင်ဂျပန်ကိုစစ်သင်္ဘောကြီးတွေနဲ့ရှစ်တက်လာခဲ့ပြီးတော့မှကျူရှူကျွန်းကနေစပြီးတိုက်ခိုက်သိမ်းပိုက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်ကဆာမူရိုင်းတွေကလည်းမွန်ဂိုစစ်တပ်နဲ့ရှင်လိုက်ရင်အစမတန်အင်အားနေပါနေတဲ့ဂျာကအပြည့်အထံကိုခုခက်တိုက်ခိုက်ခဲ့ကြတာပါ။တိုက်ပွဲတွေဖြစ်နေစဉ်အတွင်းကာမီကာဇီလို့ခေါ်တဲ့တိုက်ဖုံးမုန်တိုက်တွေလည်းတိုက်နေခဲ့တဲ့အတွက် မွန်ဂိုလီရဲ့စီရီကတိုးမပေါက်ခဲ့ပါဘူးအဆုံးသက်မှာတော့ဆာမူရိုက်တွေဟာမွန်ဂိုတွေကိုအောင်နိုင်ခဲ့ပြီးတော့မှမွန်ဂိုစစ်တင်ပေါ်အလုံးကိုလည်းဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းမွန်ဂိုတွေကလက်မလျှော့သေးပဲ1981ခုနှစ်မှာဒုတိယအကြိမ်မြောက်ကျူးကျော်တိုက်ခိုက်လာပြန်ပါတယ်အဲ့ဒီဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုမှာလည်းမုံတိုင်းတွေအပြင်းအထန်တိုက်နေခဲ့တယ်လို့ဆာမူရိုက်တွေရဲ့မစုံမနစ်ခုခံတွန်းလွှဲမှုကြောင့်မွန်ဂိုတွေဟာပထမတစ်ကြိမ်တုန်းကလိုပဲဆင်းရှုံးခဲ့ရပြန်ပါတယ် အဘာဝတရားကြီးဟာဂျပန်ဆာမူရိုင်းတွေကိုနှစ်ချိန်စလုံးကူညီပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအဲ့ဒီတိုင်ဖွန်းမုန်တိုင်းတွေကိုဂျပန်ကကာမီကာဇေတနည်းအားဖြင့်လက်ဖျားကပေးတဲ့လေလို့နှံမေးပေးခဲ့တာပါ။မွန်ဂိုလီးယားနှစ်ချိန်တိုင်တိုင်ကျွကျော်တိုက်ခိုက်မှုတွေကိုအကောင်ဆုံးခုခံတော်လှန်နိုင်ခဲ့ပေမဲ့လည်းဆာမူရိုင်းတွေအတွက်ကဲမကောင်းခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာရှိုဂန်နိတ်အစိုးရဟာဗန်ဒါရေးပြက်လက်နေတဲ့အတွက်ဆာမူရိုင်းတွေကိုလာစာမပေးစေနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီကိစ္စဟာ စစ်အစိုးရနဲ့ဆာမူရိုင်းမျိုးနွယ်စုတွေကြားဆက်ဆက်ရေးအကြောင်းထားစီခဲ့ပြီးတော့မှ1333ခုနှစ်မှာအီကရစ်ဂိုဒါအီဂိုရဲ့အာနာသိမ့်ဘိုးကျူပန်မှုဖြစ်လာစေခဲ့ပါတယ်ဂိုဒါအီဂိုဟာအီကရစ်တစ်ပါးအနေနဲ့အရင်တုန်းကလိုမျိုးတိုတိုမျိုးကိုအရှိပြုပြီးတော့မှအီကရစ်နန်တော်ရဲ့ဩဇာအာနာကိုတင်လီတည်ဆောက်နိုင်ဖို့စူးစမ်းခဲ့တာဖြစ်ပါတယ်အာနာသိမ့်မှုကမအောင်မြင်ခဲ့ပေမဲ့လည်းဂိုရာအီဂိုရဲ့အီကရစ်နန်တော်အာနာတထန်ကတိတ်မကြခဲ့ပါဘူး။နောက်၅နှစ်လောက်အကြာမှာပဲ1338ခုနှစ်မှာဂိုရာအီဂိုကလည်းအာနာပြန် သိမ်းခံလိုက်ရပြီးတော့မှရှိုဂန်နိတ်အစိုးရကအာဏာပြန်ရတော့ခဲ့ပါတယ်။ခေါင်းဆောင်တီဖြစ်တဲ့အာရှိကာကတာကာအူရှိရဲ့ဥဆောင်မှုနဲ့အတူရှိုဂန်နိတ်အစိုးရပြန်လည်ဥထောင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာဂျပန်ကိုအမေရိကန်အုပ်စိုးနေသူတွေကတော့ဆာမူရိုင်းမျိုးတွေစုတွေပဲဖြစ်ပါတယ်။အဲ့ဒီမျိုးတွေစုတွေဟာကိုယ်သက်ဆိုင်ရာဒေသကိုလွှမ်းမိုးထားနိုင်တဲ့ဒေမျိုးတွေဖြစ်လာခဲ့ပါတယ်။ဒေမျိုးဆိုတာဟာဒေသတစ်ခုကိုပိုင်ဆိုင်သူလို့အဓိပ္ပာယ်ရပါတယ်။မြန်မာမှာဆိုရင်တော့စော်ဘောတွေလို့ပါပဲ။ အဲ့ဒီဒေတာတစ်ခုနဲ့တစ်ခုကြားကဒေမျိုးမျိုးနေစုတွေဟာမဟာမိတ်ဖွဲ့လို့ရှိတယ်လို့ဂျပန်အတွင်းအာနာပါဝါဟန်ချက်ညီစေဖို့အတွက်မကြာခဏဆွေးနွေးတာတွေလည်းရှိပေမဲ့သဘောထားချင်းမတိုက်ဆိုင်ရင်တော့မျိုးနေစုတစုနဲ့တစုကြားမှာတိုက်ခိုက်ကြလိမ့်ရှိပါတယ်။ပြည်တွင်းစစ်လို့စစ်ပွဲကြီးတပွဲအထိမဖြစ်ခဲ့ပေမဲ့မျိုးနေစုတွေကြားတိုက်ပွဲတွေဟာတကယ်ကိုပဲကြံတန်းပြီးတော့မှတွေးဆွန်းတဲ့တိုက်ပွဲတွေတော့ဖြစ်ခဲ့ကြပါတယ်။1468ခုနှစ်မှာဆိုရင်ချိုဂယ်ရိတ်အစိုးရရဲ့ခေါင်းဆောင်အာရှိကာကယိုစီမာဆာရဲ့နေရာကို ဘသူဆက်ခတ်မလဲဆိုတာအရှင်းများရာကနေ Onion စစ်ပွေးဖြစ်လာခဲ့ပါတယ်။ Onion စစ်ပွေးဟာ Sugar Knight အစိုးရရဲ့ဩဇာအာဏာတက်ရောက်မှုကိုလုံးဝဖျက်ဆီးပစ်လိုက်တဲ့ဒီစစ်ပွေးဖြစ်ခဲ့ပြီးတော့မှအဲ့ဒီနောက်မှာတော့ဒိုင်မျိုးမျိုးတွေစုတွေဟာကိုပိုင်ဒေသတွေကိုပဲလွတ်လွတ်လပ်လပ်အုပ်ချုပ်ခဲ့ပါတယ်။အဲ့ဒီကာလမှာဂျပန်ရဲ့တမိုင်းမှာပြည်တွင်းစစ်ကာလတာမှမဟုတ်ဒီဆန်ဂိုကူဂျီတိုင်းကာလအဖြစ်တမိုင်းဝင်ခဲ့ပါတယ်။ဆေးရှောက်ရာစုတွေကိုဝင်လာချိန်မှာတော့ဂျပန်မှာနောက်ထပ်အပြောင်းအလဲတွေကပြန်နေပြီးတော့မှစတင်ခဲ့ပါတယ် အထူးသဖြင့်နင်ဂျာမျိုးတွေစုတွေပေါ်လာခဲ့ပြီးတော့မှအရေးပါတဲ့ခေါင်းဆောင်တွေကိုတိတ်တဆိတ်လုံးကျဲမှုတွေသဆူအဖြစ်နဲ့ဒီထောက်လှမ်းရေးလုပ်ငန်းလုပ်တာတွေမှာအဓိကအတုံးတော်ခင်ခဲ့ပါတယ်။ဆိုဟေးလို့ခေါ်တဲ့ဖုန်ကြီးစစ်တီတော်တွေလည်းဂျပန်ရဲ့စစ်မျက်နှာပြင်မှာပေါ်လာခဲ့ပါတယ်။စစ်ဖက်ဆိုင်ရာအပြောင်းအလဲတွေဖြစ်တဲ့ကာလတစ်ခုပါ။ဒါပေမဲ့လည်းတကယ့်ပါရာဒိုင်းအပြောင်းအလဲကတော့1943ခုနှစ်မှာစတင်ခဲ့ပါတယ်။ပေါ်တူဂီကကိုလင်တင်မောတွေဟာဆိုရင်ဂျပန်ရဲ့ကျူရှူကျွန်းတောင်ပိုင်းကတာနာဂါရှိမာကျွန်းမှာစတင်ပြီးတော့မှဆက်ကက်လာခဲ့ပါတယ်။ ပေါ်တူဂီကုန်သည်တွေဟာဂျပန်ကုန်မြေကိုပထမဆုံးရှေ့ချခဲ့တဲ့ဥရောပသားတွေအဖြစ်လဲသပိုင်းတင်ခဲ့ပါတယ်။ပေါ်တူဂီတွေဟာအချိန်လိုအတွင်းမှာပဲဂျပန်မှာကုန်သွယ်ရေးကွန်ရက်တွေကိုတည်ဆောက်နိုင်ခဲ့ပြီးတော့မှအင်ဒိုပစိဖိတ်ဒေသကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။နောက်တစ်နေ့အကြာမှာတော့အနည်းရောင်တင်ဘောဂျီဘလက်ရှစ်လို့ခေါ်တဲ့ပေါ်တူဂီကုန်တဲ့တင်ဘောတွေဟာဂျပန်ကိုထက်မှန်ရောက်ရှိလာခဲ့ပြီးတော့မှ ကုန်စည်ပစ္စည်းတွေကိုဆက်လက်ရောင်းဝယ်ဖောက်ခွက်ခဲ့ပါတယ်။ပေါ်တူဂီတွေရောင်းတဲ့အထက်မှာပါတဲ့ကုန်ပစ္စည်းတစ်ခုကတော့ဥရောပထုတ်တနက်ရှည်တွေဖြစ်တဲ့မတ်စကတ်တွေပါပဲ။ ဂျပန်လူအားဒီလိုလက်နက်မျိုးကိုအရင်ကတခါမှမမြင်ခဲ့ဘူးပါဘူးဒါကြောင့်အချိန်လိုအတွဲမှာပဲမက်စကတ်တနက်ရှိတွေဟာဂျပန်ရဲ့ဒိုင်မျိုးမျိုးနွေစုတွေကြားမှာရေပန်းစားလာခဲ့ပြီးတော့မှဒေသငယ်တပ်ဖွဲ့တွေကိုတိုက်ကြီးခိုင်းပြီးမြင့်တင်နိုင်ခဲ့ကြပါတယ်1950ရှောက်ခုနှစ်မှာဆိုရင်ဂျပန်မှာမက်စကတ်တနက်ရှိအလက်ပေါင်း3သိန်းလောက်အသုံးပြုခဲ့တဲ့အထိဥရောပထုတ်လက်နက်တွေဟာပြည်တွင်းစစ်ကာလမှာလူကြိုက်များခဲ့ပါတယ်ပေါ်တူဂီတွေဟာစစ်လက်နက်ပစ္စည်းတန်တာမကပဲခရီးရန်ဘာသာကိုပါဂျပန်ကိုမိတ်ဆက်ပေးခဲ့ကြတာပါ ပေါ်တူဂီကခရီးရန်သာသနာပြုအဖွဲ့အစည်းတွေဟာဂျပန်ကိုရောက်လာခဲ့ကြပြီးတော့မှဘာသာတရားဟောပြောမှုတွေစီယုံတင်သွင်းမှုတွေအများကြီးလုပ်ခဲ့ပါတယ်။ဒါတွေဟာပေါ်တူဂီတွေအတွက်တော့တနက်ရှည်ရောင်းပေးတယ်လို့မျိုးစီးပွားရေးအကျိုးအမြတ်တွေအများကြီးဖြစ်လာစေခဲ့ပါတယ်။ပရှင်နေမှာလည်းအိုဒါနိုဘူနာဂါလို့ခေါင်းဆောင်မျိုးဟာလည်းဂျပန်မှာတဖြည်းဖြည်းနဲ့ဩဇာအာဏာကြီးမားလာခဲ့ပါတယ်။နိုဘူနာဂါဟာခရီးရန်တူဦးလည်းမဟုတ်တယ်လို့ဒိုင်မျိုးမျိုးနွေစုတွေလို့လည်းဗုဒ္ဓဘာသာကိုအသေးအတန်ယုံကြည်ကိုးကွယ်သူမဟုတ်ပါဘူး။ အဲ့ဒီအချိန်မှာဂျပန်မှာဗုဒ္ဓဘာသာဖုံးတော်ကြီးတွေဟာအရာရာတိုင်းကိုဝင်ရောက်ရှေ့လေပြီးတော့မှဩဇာအာဏာကြီးမားနေကြပါတယ်။နိုဘူနာဂါကဒါရီကိုမချိုက်ပါဘူး။ဒါကြောင့်ဗုဒ္ဓဘာသာဖုံးတော်ကြီးတွေရဲ့ဒီဩဇာလွန်မိုးမှုကိုတိုက်ဖျက်ဖို့အတွက်ခရီးယန်ဘာသာကိုကြိုဆိုခဲ့ပြီးတော့မှဂျပန်နေမှာခရီးယန်သာသနာပြုအဖွဲ့အစည်းတွေကိုလွတ်လွတ်လပ်ဟောပြောစီရင်ခွင့်ပေးခဲ့ပါတယ်။ဒါဟာပေါ်တူဂီကုန်သည်တွေနဲ့ဆက်ဆံရေးအဆင်ပြေစေခဲ့ပြီးတော့မှလက်နက်ခေယံထောက်ပံ့မှုတွေကိုပါရလာခဲ့ပါတယ်။ပေါ်တူဂီတွေရဲ့လက်နက်ခေယံနဲ့နည်းပညာထောက်ပံ့မှုတွေကြောင့် နိုဘူနာကာဥဆောင်တဲ့တပ်ဖွဲ့တွေဟာဂျပန်မှာအင်အားကြီးထွားလာခဲ့ပြီးတော့မှဂျပန်တိုင်းနိုင်ငံလုံးကိုတစုတစည်းတွေပေါင်းစည်းနိုင်မဲ့အစားဖြစ်လာခဲ့ပါတယ်။နိုဘူနာကာရဲ့အာဏာဇက်ကလည်းအပြင်းရှားဆုံးဖြစ်လာခဲ့ပြီးတော့မှဂျပန်တပြည်လုံးကိုအုပ်စိုးနိုင်ဖို့နှိမ့်ဆက်ခဲ့ပါတယ်။ဒါပေမဲ့လည်းကန်ဆိုးစော်နဲ့ပဲပန်းတိုင်ရောက်လူရောက်ခဲ့မှာပဲ။နိုဘူနာကာဟာလုံးကျန်တက်ဖြတ်ခံရရပြီးတော့မှသူ့နေရာကိုတပည့်အရင်ဖြစ်တဲ့တိုယိုတိုမီဟီဒီယိုရှိကဆက်ခံခဲ့ပါတယ်။ဟီဒီယိုရှိဟာစစ်တပ်အတွင်းကနေရာထူးအစင်းစင်းတက်လာခဲ့ပြီးနောက်ဆုံးမှာတော့ ဆာမူရိုင်းမျိုးနွယ်စုဖြစ်လာခဲ့တာပါ။ကိုကြီးကိုသွေးကအရင်ထက်မြက်လွန်တဲ့အတွက်တာမင်လူတန်းစားတူဘောကနေဆာမူရိုင်းမျိုးနွယ်စုဖြစ်လာခဲ့တဲ့သူပါ။ဟီဒီယိုရှိဟာဆရာဖြစ်သူရဲ့ရည်မှန်ချက်အလုံးကိုဆက်လက်အကောင့်တွေဖော်ပေးနိုင်ခဲ့ပြီးတော့မှသူ့လက်ထက်မှာလက်ကျန်ဒိုင်မျိုးမျိုးနွယ်စုတွေကိုအပိသက်တိုက်ခိုက်ပြီးတော့မှဂျပန်နိုင်ငံလုံးကိုတဆူတစီတည်းဖြစ်စေခဲ့ပါတယ်။အမြင့်ဆုံးဩဇာအာဏာကိုဆုတ်ခိုက်ထားသူဖြစ်ခဲ့ပေမဲ့လည်းဟီဒီယိုရှိဟာရှိုဂန်နိတ်ဘွေးကိုတော့မခံယူခဲ့ပါဘူး။အဲ့ဒီအစား ကမ်ဘာကူးဆိုတဲ့နိုင်ငံရေးပွဲကိုယူခဲ့ပြီးတော့မှဆာမူရိုင်းမျိုးတွေစုရဲ့အမြင့်ဆုံးခေါင်းဆောင်အဖြစ်ဂျပန်ကိုအုပ်ချုပ်ခဲ့ပါတယ်။သူနောက်မှာလည်းတပ်ဖြစ်သူတိုယိုတိုမီဟီဒီယိုရီကိုသူရဲ့ယာတုတွေအလုံးစုံကိုလွှဲပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဟီဒီယိုရှိတည်ဆုံတော့တဲ့အခါမှာတပ်ဖြစ်သူဟီဒီယိုရီဟာကလေးအရွယ်သာရှိနေသေးတဲ့အတွက်ဖခင်ဖြစ်သူရဲ့အရေးအယာတွေကိုစက်ခံဖို့အသင့်မဖြစ်ခဲ့ပါဘူး။ဒါကြောင့်သူ့ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ဂျပန်ကိုဆက်လက်တည်မြဲအောင် ထိမ့်သိမ်းထားနိုင်ဖို့အတွက်ဟီဒီယိုရှိကအကြီးအကဲ၅ဦးကိုတာဝန်ပေးခဲ့ပါတယ် တာပြည့်သူအွေရောက်လာပြီးအာနာကိုဆုတ်ကိုင်းနိုင်ခြင်းအထိအဲ့ဒီအကြီးကြီးငါဦးကတိစ္ဆာဆောင်သွင်းပြီးတော့မှနိုင်ငံတော်အာနာကိုဆက်ထိန်သိမ်းပေးဖို့ဟီဒီယိုရှိကတာဝန်ပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့1598ခုနှစ်မှာဟီဒီယိုရှိကိုလွန်ပြီးတိတ်မကြခင်မှာပဲဂျပန်ဟာနောက်တစ်ကြိမ်ပြည်တွင်းစစ်ဖြစ်ခဲ့ပြန်ပါတယ်ဒိုင်မျိုးမျိုးတွေစုတွေပြန်လဲထားကြောလာပြီးတော့မှဟီဒီယိုရီရဲ့တိစ္ဆာကံတွေကိုစိန်ခေါ်အားပြိုင်ခဲ့ရတာကနေစစ်ပွဲတွေပြန်ဖြစ်လာခဲ့တာပါအဲ့ဒီမှာဟီဒီယိုရီကိုတိစ္ဆာခံထားတဲ့အကြီးအကဲငါးဦးတွေကတူဦးဖြစ်တဲ့ တကူကဝော်အီရေးဟာစုဟာအာနာတဖြည်းဖြည်းစတင်ဆူဆောင်းနိုင်ခဲ့ပြီးတော့မှတထောင်ရှောက်ဝပြင်းနေမှာဖြစ်ပေါ်ခဲ့တဲ့ဆီကီဂဟာရာစစ်ပွဲကိုအောင်နိုင်ခဲ့ပြီးတဲ့နောက်မှာဇပယ်ရအာနာကိုအခိုင်အမာရှုတ်ခိုင်းခဲ့ပါတယ်တထောင်ရှောက်ဝသုံးခုနဲ့မှာတော့တကူကဝော်အီအေးရာစုဟာဒီရှိုဂန်နိတ်ပွဲကိုခံယူလိုက်ပြီးတော့မှဟီဒီယိုရီကိုပါတစ္ဆာဖောက်လိုက်ပါတယ်တထောင်ရှောက်ဝ၂၅ခုနဲ့မှာဖြစ်ပေါ်ခဲ့တဲ့အိုကာဆာမြို့သိမ်းတိုက်ပွဲမှာတော့အရွေရောက်လာပြီးဖြစ်တဲ့ဟီဒီယိုရီကိုအပိတိုင်ရှေ့မှုပြီးတော့မှတိုကူကာဝါရှုဂန်နိတ်အစိုးရခစ်ကိုစတင်လိုက်ပါတယ်ဒါဟာ အီဒိုခေရဲ့အစာဖြစ်ခဲ့ပြီးတော့မှအဲ့ဒီခေဟာနှစ်ပေါင်း268နှစ်တာမြင့်ခဲ့ပါတယ်။တာကူဂါဝါရှုဂန်ရဲ့အဆိုရဟာအဲ့ဒီမြို့မှာရုံဆိုင်ခဲ့တဲ့အတွက်အီဒိုခေလို့ခေါ်တာဖြစ်ပါတယ်။အီဒိုမြို့ဆိုတာကတော့အခုဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့တိုကျိုမြို့ပါပဲ။တိုကူဂါဝါဟာနှစ်ပေါင်းများစွာတာမြင့်ခဲ့တဲ့ပြည်တွင်းစစ် ကာလကိုအဆုံးသတ်ဖက်ခဲ့သူဖြစ်ပြီးတော့မှဂျပန်ကိုစစ်ပွေးတွေရဲ့ဝေးရာကိုခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တိုကူဂါဝါရှုဂန်ရဲ့အဆိုရလက်ထက်ကစပြီးတော့မှဂျပန်ဟာလုံးဝစစ်မဖြစ်တော့ဘဲ ။ဒီငိမ့်အေဂျင့်ပြီးတော့မှအေဂျင့်တာယာတဲ့ခေတ်ခေတ်ကိုနှစ်ပေါင်းရာနဲ့ရှိဖြတ်တန်းနိုင်ခဲ့တဲ့အတွက်ပါ။အီရိုခေတ်မှာဂျပန်ရဲ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေအမှုပညာတွေလည်းတဟုန်ထိုးတိုးတက်ခဲ့တယ်လို့စီးပွားရေးပိုင်းနဲ့ပြည်လည်ခဲ့ပါရယ်။ဒါပေမဲ့လည်းပြည်တွင်းပုံကွယ်မှုတွေသဘုံထားမှုတွေကိုတော့တိုဂူဂါဝါရှူဂန်နိတ်အစိုးရဟာညာတာမှုမပေးဘဲရဲရဲဆက်ဆက်ကိုနှိမ်နှဲပစ်တတ်ပါရယ်။အထူးသဖြင့်ခရီးရန်တွေဂျပန်မှာတဖြည်းဖြည်းနဲ့အင်အားကြီးမားလာတာကိုတိုက်ဖြတ်ခဲ့တာပါ။ဂျပန်မှာပြည်ပနိုင်ငံတွေရဲ့အရှိန်အဝါတွေရိုးရာတလေးနဲ့ယုံကြည်ကိုးကွယ်မှုတွေပြန့်နှံ့လာတာကို တိုကူဂါဝါရှိုဂန်နေအစိုးရကအလိုမရှိခဲ့ပဲအသည့်အပံတိုက်ဖြတ်ခဲ့တာဖြစ်ပါတယ်1639ခုနှစ်မှာတာရီယာမြောက်တိုကူဂါဝါရှိုဂန်နေဖြစ်တဲ့တိုကူဂါဝါအီအေမီဆူလက်ထက်မှာတော့ဆာကိုကူခေလို့တမိုင်းဝင်တော်တဲ့မူဝါဒတစ်ခုကိုပြဋ္ဌာန်းခဲ့ပါတယ်အဲ့ဒီမူဝါဒကတော့ဂျပန်ကိုပြည်ပကနိုင်ငံခြားသားတွေပြည်ပနိုင်ငံတွေရဲ့အငွေအသက်တွေအရှင်အဝေါ်တွေဝင်ရောက်လွန်မိုးမှုမရှိအောင်လို့နိုင်ငံပိတ်တဲ့နိုင်ငံအဖြစ်သတ်မှတ်လိုက်တာဖြစ်ပါတယ်ဆာကိုကူခေမှာဂျပန်ပြည်သူတွေကိုပြည်ပထွက်ခွာခွင့်လုံးဝမပေးခဲ့တယ်လို့ ပြည်ပရောက်ဂျပန်တွေကိုလည်းပြန်လာခွင့်မပေးခဲ့ပါဘူးပြည်ပထွက်ခွာခွင့်ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ဖို့အတွက်တင်ပေါ်အသေးတိဆောက်တာမျိုးတွေကိုတောင်မှတိုကူဂါဝါရှိုဂန်နဲ့အဆိုရာကပြိပိန်ခဲ့တာပါပြည်ပနိုင်ငံတွေနဲ့ကုံတွင်မှုကိုလည်းလုံးဝတင်းကျပ်ထားခဲ့ပြီးတော့မှအိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်ကိုရီးယားတို့နဲ့သာအကက်အသတ်နဲ့ကုံတွင်ခဲ့ပါတယ်ဆာကိုကူခင်မဂျပန်ရဲ့တနိုင်ငံဒေသဥရောပကုံတွင်ပဲနိုင်ငံကတော့ဒက်ရှ်လူမျိုးတွေရဲ့နေသားလန်နိုင်ငံပဲဖြစ်ပါတယ်ဒက်ရှ်ကုံတွင်တွေကိုတောင်မှနာဂါဆာကီစိတ်ကဲနာကလူလုံးကျုံးကြီးလေးဖြစ်တဲ့ ဒေဂျီရာကျောမာတာဆက်ကက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ဆကွန်နီယာဇူကစပြီးတော့မှဂျပန်ဟာဆင်ဆက်မပြတ်တိုးတက်လာခဲ့တာပါ။တိုကူဂါဝါရှူဂန်နိအစိုးရလက်ထက်မှာအစအစအရာရာတိုးတက်တည်ငြိမ်ခဲ့ပြီးတော့မှလူဦးရေကလည်းနှစ်ဆမကမြင့်တက်လာခဲ့ပြီးတော့မှလူဦးရေတန်း30အထိဖြစ်လာခဲ့ပါတယ်။လန်ဒန်ရာတည်ဆောက်မှုတွေနဲ့စာသင်ကျောင်းတည်ဆောက်မှုတွေမှာအစိုးရကအများကြီးရင်းနှီးမြှုပ်နှံပေးခဲ့တယ်လို့စီးပွားရေးပိုင်းကလည်းမြင့်တက်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း1900ခုနှစ်လောက်ကနေစလို့1800ကျော်အစောပိုင်းကာလတွေမှာတော့ တိုကူဂါဝါရှိုဂန်နိအစိုးရရဲ့အဆုံးသက်ကိုရောက်ရှိစေခဲ့ပါတယ်။အီရိုခေအစိုးပိုင်းကာလကစိုက်ပျိုးရေးကဏ္ဍတိုတက်မြင့်မားမှုတွေဟာအဲ့ဒီအချိန်မှာရတန်းတော်ခဲ့ပြီးတော့မှအစိုးရရဲ့တုံ့ပြန်မှုတွေကိုလည်းလေသမားတွေကသဘောမချခဲ့ကြပါဘူး။1830ခုနှစ်လောက်ကစပြီးတော့မှ Dash Bata ကိုပုံနှိပ်ထုတ်ဝေခွင့်ပေးခဲ့တဲ့အတွက်အနောက်တိုင်းအတွေ့အခေါ်တွေနဲ့ပညာရေးတွေဟာလည်းဂျပန်မှာစတင်ပြီးတော့မှပြန့်နှံ့လာခဲ့ပါတယ်။တိုကူဂါဝါရှိုဂန်နိအစိုးရဟာအနောက်တိုင်းကသိပ္ပံပညာတွေကိုဒပေပြည်တွင်းမှာပြန့်နှံ့စေခြင်းခဲ့တဲ့အတွက် ဒတ်ဘာသာနဲ့ထုတ်ဝေထားတဲ့ပညာရပ်တွေကိုဂျပန်ဘာသာကို ပြန်ဆိုပြီးတော့မှလေ့လာစေခဲ့တာဖြစ်ပါတယ်။1853ခုနှစ်မှာတော့ဗိုလ်ချုပ်ကြီးမက်ဒရူပေရီဦးဆောင်တဲ့ American Citizen Mori ဂျပန်စစ်ကမ်းကို ရောက်လာခဲ့တာကလည်းဂျပန်ရဲ့တကားပိတ်ကာလကိုအဆုံးသတ်ဖို့ဖြစ်တော်စေခဲ့ပါတယ်။ American ဆိုရဟာဂျပန်ရဲ့စစ်ကမ်းတွေကိုပြန်ဖွင့်ပေးဖို့နဲ့နိုင်ငံတကာကုံတွေမှုတွေလုပ်ဖို့ဖိအားပေးခဲ့ပါတယ်။သူတို့တောက်ဆိုတာကိုတိုကူဂါဝါရှိုဂန်နိတ်အဆိုရကမလိုက်ရောဘူးဆိုရင်ကျူးကျော်တိုက်ခိုက်သိမ့်ပိုက်ရလိမ့်မယ်လို့လည်း American ကဆိတ်ဆောက်ခဲ့တာပါ။ အမေရိကန်ရဲ့တောင်းဆိုမှုကိုတိုကူကာဝါရှိုဂန်နဲ့အဆိုအရကလိုက်လျောပေးလို့စိတ်မရှိခဲ့ပေမဲ့လည်းအမေရိကန်ရဲ့စစ်အင်အားကိုကြောက်တဲ့အတွက်နောက်ဆုံးမှာတော့စိတ်ကန်းတွေပြန်လေဖွင့်လေပေးခဲ့ရပြီးတော့မှအနောက်ကဘာရဲ့လွှမ်းမိုးမှုတွေကိုပြန်လေခွင့်ပြုလိုက်ရပါတယ်အမေရိကန်ပြည်ထောင်စုမှာဗီဒီနဲ့ရုရှားတို့ကလည်းဂျပန်ကိုဝင်လာခဲ့ပြီးတော့မှကုန်သွယ်မှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်ပြည်ပနိုင်ငံတွေရဲ့လွှမ်းမိုးမှုကိုပြန်လေခွင့်ပြုလိုက်ရတာဟာတိုကူကာဝါရှိုဂန်နဲ့အဆိုအရကိုနိုင်ငံရေးဩဇာအာဏာကျဆင်းသွောစေခဲ့ပြီးတော့မှ အထူးသဖြင့်ဂျပန်တောင်ပိုင်းဒေသတွေဟာအစိုးရအပေါ်မှာဒွါသထွက်ခဲ့ကြပါတယ်။ဒါကြောင့်တောင်ပိုင်းကမျိုးနွေစုတွေဟာမဟာမိတ်ဖွေးလိုက်ကြပြီးတော့မှ1868ခုနှစ်မှာတော့လူငယ်အီဂရစ်မေဂျီဦးဆောင်တဲ့အီဂရစ်အင်အားစုတွေဟာတိုကူဂါဝါရှိုဂန်နိတ်အစိုးရခေတ်တစ်ခုကိုအဆုံးသတ်ဖို့စတင်စူးစမ်းခဲ့ပါတယ်။အစိုးရအတွင်းမှာပဲမျိုးနွေစုတွေရဲ့မဟာမိတ်စစ်တပ်တွေဟာတိုကူဂါဝါရှိုဂန်နိတ်အစိုးရအရှေ့စိုက်ထားတဲ့အဲ့ဒိုမျိုးအထီးရှစ်တပ်ကိပြီးတော့မှအစိုးရကိုဖျောက်ချခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့ဂျပန်ရဲ့အာနာပါဝါကိုအီကရိတ်ကပဲပြန်လေရယူခဲ့ပြီးတော့မှအုပ်ချုပ်ရေးစနစ်တွေကိုအလုံးစုံပြောင်းလဲပစ်ခဲ့ပါတယ်1869ခုနှစ်မှာအီကရိတ်နန်တော်ကိုအီဒိုမျိုးစီပြောင်းရွှေ့ခဲ့ပြီးတော့မှအီဒိုမျိုးကိုလည်းတိုချိုမျိုးအဖြစ်နာမည်ပြောင်းလိုက်ပါတယ်ဒါဟာမီဂျီခေတ်စတင်ခြင်းနဲ့ဖြစ်ပါတယ်မီဂျီခေတ်ဟာဂျပန်ရဲ့တမိုင်းတစ်ဖြစ်ခဲ့ပြီးတော့မှအဲ့ဒီခေတ်ကနေပဲဂျပန်ဟာခေမီဖွံ့ဖြိုးတိုးတက်တဲ့အင်အားကြီးနိုင်ငံအဖြစ်ကိုတန်လှမ်းနိုင်ခဲ့တာပါအနောက်တိုင်းကကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့တူတင်ကိုတင်ဆင်နိုင်ဖို့အတွက် ဂျပန်တွေအစွမ်းကုန်စူးစမ်းကြကြတာဖြစ်ပါတယ်။မေဂျီအစိုးရဟာအရှေ့ခံအစအုပ်တွေကိုအစင်းမြင့်တန်မွှဲ့မြမှုတွေပြုလုပ်ပြီးတော့မှဆက်သွယ်ရေးစနစ်တွေကိုလည်းတိဆောက်ခဲ့ပါတယ်။ Telegraph line တွေအပြင်ယထာလန်ဖောက်တာတွေတက္ကသိုလ်ပညာရေးစနစ်စတင်တိဆောက်တာတွေပါလုပ်ခဲ့တာဖြစ်ပါတယ်။ Korean ဘာသာကိုယုံကြည်ကိုးကွယ်ခွင့်ပိတ်ပင်ထားတာကိုလည်းပြန်လည်ပေးဖြတ်လိုက်ပြီးတော့မှအနောက်နိုင်ငံတွေစီကကျွမ်းကျင်ပညာရှင်တွေကိုလည်းဂျပန်ကိုဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီပညာရှင်တွေရဲ့အားနဲ့အတူဂျပန်ဟာတက်တူးတဲ့လုပ်ငန်းတွေ၊ဘန်စနစ်တွေ ဥပဒေနဲ့တည်ယူပို့ဆောင်ရေးစနစ်တွေကိုတိဆောက်ခဲ့တာဖြစ်ပါတယ်။ဂျပန်ဟာတစ်ဖက်မှာခိမိနိုင်ငံတနိုင်ငံဖြစ်အောင်တိဆောက်ခဲ့တယ်လို့တစ်ဖက်မှာလည်းစစ်တပ်ကိုအင်အားဖြစ်တင်ဖို့ကိုလည်းသူတို့မမေ့ခဲ့ပါဘူး။စစ်တပ်ကိုလည်းအနောက်နိုင်ငံတွေရဲ့နှိပြူဟာတွေနှိပညာတွေနဲ့အလုံးစုံပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်။ဂျပန်စစ်တပ်ဟာခင်းနဲ့အညီဖြစ်လာခဲ့တာဟာတချိန်ကအကျဉ်းဆုံးအရန်ဆုံးစစ်တီတော်တွေဖြစ်ခဲ့ကြတဲ့ဆာမူရိုင်းမျိုးနွယ်စုတွေအတွက်တော့အခန်းကဏ္ဍတောက်ဆုံးပြီးတော့မှမကြည်မနဲ့ဖြစ်လာစေခဲ့ပါတယ်။ ဒါကြောင့်1889ခုနှစ်မှာဆာမူရိုင်းမျိုးနွယ်စုတဲ့အားလုံးစုပေါင်းပြီးတော့မှဆက်စုမတဘုံထာမူကြီးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းခင်မီဂျပန်စစ်တပ်ကပဲဆာမူရိုင်းအားလုံးကိုအပြတ်အသတ်ရှေ့မုံပြစ်နိုင်ခဲ့တဲ့အတွက်မေဂျီအစိုးရရဲ့အာဏာစက်ကအလုံးစုံခိုင်မာတည်ကြတော့ခဲ့ပါတယ်။ခင်မီစစ်တပ်ကြီးတက်ကို ပိုက်ဆိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဂျပန်ဟာပြည်တွင်းရေးထက်ပြည်ပရေးရာကိုပုံမအယုံဆိုင်လာခဲ့ပါတယ်။ဂျပန်အင်ပါယာကိုအခြားနိုင်ငံတွေစီကိုပါဖျံကျက်ဖို့မျက်စိကျလာခဲ့ပါတယ်။ အဲ့ဒီအချိန်ကအနောက်နိုင်ငံတွေရဲ့ကိုလိုနီပြုမှုတွေကိုဂျပန်ကအားတားခဲ့တာပါ။ဟိုကိုင်ဒိုနဲ့ရူချူကျွန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဂျပန်စစ်တပ်ဟာယုံကြည်မှုမြင့်မားလာခဲ့ပြီးတော့မှတရုတ်နဲ့ကိုရီးယားကိုလည်းဆက်လက်သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်မဲ့1894ခုနှစ်နဲ့1895ခုနှစ်အထိပထမအကြိမ်ဆိုင်းလို့ဂျပန်စစ်ပွဲဖြစ်လာခဲ့ပြီးတော့မှဂျပန်စစ်တပ်ဟာသူတို့ထက်အင်အားပိုမိုကြီးမားတဲ့ရှင်မင်းဆက်ရဲ့စစ်တပ်ကိုအောင်နိုင်ခဲ့ပါတယ်။ဒီအကြောင်းကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်ထပ်လုပ်ပေးအောင်ပါပါ။ထောင်ဝုံကျုံးကိုလည်းဂျပန်တွေသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ 1900ခုနှစ်မှာဂျပန်ဟာဗြိတိန်နဲ့မဟာမိတ်စာချုပ်ရှုံးဆိုနိုင်ခဲ့ပါတယ်။ဒါကတော့တစ်ဖက်သက်ဆိုင်ဆောင်မှုတွေကြီးမားလာတဲ့ရုရှားကိုတံပြန်နိုင်ဖို့အတွက်ရှေ့လန့်တရဖြစ်ခဲ့ပါတယ်။မကြာခင်မှာပဲဂျပန်နဲ့ရုရှားတို့ထိတိုက်တွေ့ခဲ့ကြပြီးတော့မှရာလူမြစ်တပ်ခွေးမှာဂျပန်စစ်တပ်ဟာရုရှားကိုအပြတ်အသတ်ရှေ့မှုပစ်နိုင်ခဲ့ပါတယ်။ရာမှုမြစ်တပ်ခွေးကတော့အာရှရဲ့စစ်အင်အားအနောက်တိုင်းရဲ့စစ်အင်အားကိုရှေ့မှုပစ်နိုင်စွမ်းရှိကြောင်းပထမဆုံးအကြိမ်ပြသနိုင်ခဲ့တဲ့စစ်ပွဲတွေအဖြစ်သမိုင်းတင်ခဲ့ပါတယ်။ဒါကိုလည်းကျွန်တော်ဗီဒီယိုလုပ်ပေးအောင်ပါ။1904ခုနှစ်နဲ့1905ခုနှစ်တွေမှာလည်း ရုဆိုဂျပန်စစ်ပွဲဖြစ်ပေါ်ခဲ့ပြီးတော့မှဆူရှိမားတိုက်ပွဲမှာဆိုရင်လည်းဂျပန်ရေတပ်ဟာရုရှားရေတပ်ကိုအပြတ်အသတ်ရှင်မုံပြစ်နိုင်ခဲ့ပါတယ်။အဲ့ဒီစစ်ပွဲအလွန်မှာတော့ဂျပန်စစ်တပ်ဟာတကမ္ဘာလုံးကိုတောင်မှအုပ်စိုးနိုင်တယ်ဆိုတဲ့အထိယုံကြည်မှုတွေမြင့်တက်သွားခဲ့ပြီးတော့မှ1910ခုနှစ်မှာတော့ကိုရီးယားကိုကျူးကျော်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဂျပန်ဆိုတာဒေသတွင်းမှာပဲအင်အားကြီးမားတဲ့နိုင်ငံမဟုတ်တော့ဘဲတကမ္ဘာလုံးကိုပါနေရာမရွေးတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့နိုင်ငံဖြစ်လာခဲ့ပါပြီ။ပထမကမ္ဘာစစ်ကာလမှာတော့ဂျပန်ဟာပစိဖိတ်ဒေသတောင်ပိုင်းကဂျာမန်တွေသိမ်းပိုက်ထားတဲ့ ကိုလိုနီဒေသတွေကိုရယူနိုင်ဖို့ရည်ရွယ်ခဲ့ပြီးတော့မှမဟာမိတ်တွေနဲ့ပူးပေါင်းခဲ့ပါတယ်ပထမကမ္ဘာစစ်အပြီးမှာတော့ဂျပန်ဟာဘာဆိုင်းစာချုပ်မှာပါဝင်ခဲ့ပြီးအဲ့ဒီနောက်မှာတည်ထောင်ခဲ့တဲ့နိုင်ငံပေါင်းစုအသင်းကြီးမှလည်းအရေးပါတဲ့အဖွဲ့ဝင်နိုင်ငံတိုင်းငယ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်းအစားသောနိုင်ငံအများစုလိုပဲပထမကမ္ဘာစစ်အလွန်မှာဂျပန်လူမှုအတိုင်းဝိုင်းတွေမှာအမျိုးသားရဲသမားတွေနဲ့ဖက်ဆစ်စိတ်ဓာတ်တွေကကိန်းအောင်လာခဲ့ပါတယ်အထူးသဖြင့်စစ်တပ်ကခေါင်းဆောင်တွေထဲမှာပါဖက်ဆစ်စိတ်ဓာတ်တွေကမြင်းမာလာခဲ့တဲ့အတွက်အစားနိုင်ငံတွေကိုကျူးကျော်တိုက်ခိုက်လို့စိတ်တွေကပြင်းပြခဲ့ပါတယ် ါကြောင့်ပဲ1938ခုနှစ်မှာဒုတိယအကြိမ်ဆိုင်းလိုဂျပန်စစ်ပွဲဖြစ်ခဲ့ပြီးတော့မှဂျပန်ဟာတရုတ်ပြည်မှကြီးထက်အထိကျူးကျော်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနိုင်ငံတကာမှာတော့ဂျပန်ရဲ့ပုံရိပ်ကျဆင်းခဲ့ပြီးတော့မှဂျပန်ကိုရန်လိုတိုက်ခိုက်လို့စိတ်ပြင်းထန်တဲ့နိုင်ငံတကာနိုင်ငံအဖြစ်နိုင်ငံတော်တော်များများကယူဆလာခဲ့ပါတယ်။ဒါကြောင့်လည်းအမေရိကန်ဟာဂျပန်ကိုစစ်ပွဲရဲ့ပိတ်ဆို့မှုတွေစတင်ရှာမဲ့ခဲ့ပါတယ်။ဒီလိုအရေးယူပိတ်ဆို့မှုတွေကဂျပန်ရဲ့လုပ်ရက်တွေကိုတားဆီးနိုင်မဲ့အစားဂျပန်ကိုပုံမိုရန်လိုတောစီခဲ့တာပါ။1939ခုနှစ်မှာတော့ဂျပန်ဟာ မဟာမိတ်နိုင်ငံတွေလိုအပ်လာတယ်ဆိုတဲ့အချက်ကိုသဘောပေါက်လာခဲ့ပြီးတော့မှသူတို့လိုပဲနေရှင်းစိတ်တဲ့ပြင်းထန်တဲ့နိုင်ငံတွေနဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်တော့ဂျာမနီနဲ့အီတလီတို့ဟာ1940ခုနှစ်မှာဂျပန်ရဲ့မဟာမိတ်တွေဖြစ်လာခဲ့ပါတယ်။ဒီမဟာမိတ်စုဖွဲ့မှုတွေဟာအမေရိကန်ကိုပုံမစိတ်ပြတ်သွားစေခဲ့တယ်လို့ရီဒိန်နီတလန်နဲ့ပြင်သစ်တို့လိုမျိုးအနောက်မဟာမိတ်နိုင်ငံတွေကိုလိုနီပြုထားတဲ့အရှေ့တောင်အာရှကိုလည်းဂျပန်ကဝင်တိုးခဲ့တဲ့အတွက်အနောက်နိုင်ငံတွေထဲမှာရံပတ်ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာဂျပန်ဟာအမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေရဲ့ရန်သူတော်လုံးလုံးဖြစ်သွားခဲ့တာပါစစ်ရှင်အမြင့်ဆုံးရောက်လာခဲ့ခြင်း1940ခုနှစ်မှာတော့ဂျပန်စစ်တပ်ဟာအမေရိကန်ရဲ့ပလေးစစ်ကန်ကိုအလေးအငိုက်ဝင်ရောက်တိုက်ခဲ့ပါတယ်စစ်ပေါ်ရေးပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးဖို့ဖိအားပေးဖို့နဲ့ပိတ်ပိုက်ထားပြီးတဲ့ကိုလိုနီမြေတွေကိုတည်တည်ရှာရှာဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အမေရိကန်ကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီဒီချိန်မှာတော့ဂျပန်တွေရဲ့ပက်ကင်ကတက်တက်ဆင်အောင်လွှဲတော့ခဲ့ပါတယ် စစ်ပွဲတစ်ချောင်းလုံးဂျာနေနိုင်ငံလုံးပြီးတော့မှစစ်တပ်နဲ့ပစ္စည်းတွေပဲထိုင်ရောင်းနေတဲ့အမေရိကန်ဟာပလစ်စကန်တိုက်ခိုက်မှုကြောင့်စစ်ပွဲတွေကိုဝင်လာပြီးတော့မှမဟာမိတ်တွေနဲ့ပူးပေါင်းခဲ့ပါတယ်။ဂျပန်သိမ်းပိုက်ထားတဲ့ဖိလစ်ပင်း၊မလေးရှား၊ဟောင်ကောင်၊စင်ကာပူ၊မြန်မာနဲ့အင်ဒိုနီးရှားအရှေ့ပိုင်းဒေသတွေအပါအဝင်အာရှတလောမှာဂျပန်စစ်တပ်ကိုတိုက်ခိုက်လာခဲ့ပါတယ်။ပစိဖိတ်ဒေသမှာဆိုရင်လည်းဂျပန်သိမ်းပိုက်ထားတဲ့ကျွမ်းငယ်လေးတွေကိုအမေရိကန်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့မှအရှေ့ဆက်စခန်းတွေတိုးရှိခဲ့ပါတယ်။ အဲ့ဒီကျွန်းကြီးလေးတွေပေါ်ကလင်းရံခွင်းတွေဟာအမေရိကန်အတွက်အလွန်တရာမှအရေးပါခဲ့ပါတယ်။မြေပြင်မှာတော့ဂျပန်ကိုသာကုန်းတွင်းတိုက်ပွဲတွေဆင်နွှဲမယ်ဆိုရင်အဆုံအဆုံများနိုင်တယ်လို့အမေရိကန်ကတွက်ခဲ့ပြီးတော့မှ1945ခုနှစ်ဩဂုတ်လ6ရက်နေ့နဲ့9ရက်နေ့မှာတော့ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေကိုအမေရိကန်ကအနုမြူပုံကျေးချခဲ့ပါတယ်။လူပေါင်းတသိန်းကျော်သေဆုံးခဲ့တဲ့ဖြစ်ရပ်ဆိုကြီးဟာဂျပန်ကိုအဆိုင်ထိသွားစေခဲ့ပြီးတော့မှ1945ခုနှစ်ဩဂုတ်လ14ရက်နေ့မှာတော့ဂျပန်အီဂရိတ်ဟီရိုဟီတိုဟာ ဂျပန်ရေဒီယိုကနေတဆင့်လည်းနဲ့စာကြောင်းဂျပန်ပြည်သူတွေအပါအဝင်တက္ကပါလုံးကိုအတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာဂျပန်ဟာအမေရိကန်ဥဆောင်တဲ့မဟာမိတ်တပ်တွေအောက်ကိုရောက်ခဲ့ပြီးတော့မှစစ်တပ်ကိုလည်းစနစ်တကျလက်နက်ဖြုတ်သိမ်းခဲ့ရပါတယ်။အီဂရစ်ဟီရိုဟီတိုရဲ့အရေးအရာကတော့မဆုံးရှုံးခဲ့ရပေမဲ့လည်းဖူစီဘိုရှေခဲဥပဒေနဲ့အတူဂျပန်ဟာဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့ပြီးတော့မှဒီနေ့ဂျပန်ဖြစ်လာခဲ့တာအခုထက်ထိပဲဖြစ်ပါတယ်။ဒါကတော့ဂျပန်နိုင်ငံရဲ့တမိုင်းချောင်းကိုမိနစ်20ကျော်နဲ့မိတ်ဆွေတို့နားလည်အောင်ကျွန်တော်တင်ဆက်ပေးတော့ခဲ့တာပါ။နောက်လို့ဒီမှာလဲဂျပန်နဲ့ရုရှားဖြစ်ခဲ့တဲ့စစ်ပွဲ ဂျပန်နဲ့တရုတ်တို့ဖြစ်ခဲ့တဲ့ပထမစစ်ပွဲဒုတိယစစ်ပွဲအကြောင်းတွေကိုပါကျွန်တော်ပြပြဆုံဆုံတင်ဆက်ပေးတော့ဥမာဖြစ်ပါတယ်။ဒါကြောင့်လည်းဒီဗီဒီယိုတွေကိုလက်လွတ်မခံရစေဖို့အတွက်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးထားဖို့တောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြမ်းကြမ်းပါပါနဲ့ပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ လူကြီးမင်းတို့ရဲ့ graduate အမှတ်စဉ်အောက်လမ်းမှာဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်399 668 912 625နဲ့399 905 8539လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။